ိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျော်အန်ခင်မှုပါဇော်ဒီနေ့အစီအစဉ်မစားခင်မြန်မြန်လေးမြန်မြန်လေးလုပ်မယ်နော် channel subscribe လုပ်ပြီးရင်ဘေးနာခါလောင်နှိပ် VPN ဖွင့်ပြီးတော့ဒေတာပေါက်ကြည့်ပေးကြပါ okay let's go ဒီနေ့ဟာဆိုတော့ကျွန်တော်မြောင်များစွာအချိန်လေးစောင်းလာခဲ့တဲ့ Squid Game Season 3ရပင်ထွက်ရှိလို့လာခဲ့ပြဖြစ်ပါတယ်အဲ့တော့ကြည့်ပြီးသားသူတွေလည်းရှိမယ်မကြည့်ရသေးတဲ့သူတွေလည်းရှိမယ်ကျွန်တော် recap လောက်တောင်စောင့်နေကြတဲ့သူတွေလည်းရှိမယ်ဘာဖြစ်ဖြစ် recap ကိုကျွန်တော်တဖန်ပြန်လေးပြီးတော့ခန်းစားကြမှာဗျာအကောင်းဆုံးနဲ့အမြန်ဆုံးပြောင်းကျွန်တော်စူးစမ်းပြီးတော့ တင်ဆက်ပေးတာဖြစ်တဲ့တော့ပူပူနွေးနွေး recap ကိုခန်းစားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ season 2တုန်းကဇလန်တန်းလိုင်းနဲ့အချိန်တက်နေတော့ပြီးသွားတော့အကုန်လုံးတန်းလိုင်းနေဖြစ်ကြံခဲ့ရတာပါအဲ့တော့ဒီဇလန်တွေရဲ့အဆုံးသတ်ကတော့ Squid Game season 3မှာတွေ့ရပြီဖြစ်ပါတယ်ပြီးတော့အဲ့အဆက်ဖြစ်တဲ့တော့ဇလန်ရောဒီတယုတ်ဆောင်တွေရောဒါပဲဒါပဲဆက်သွားမှာပေါ့နော်အဲ့တော့ season 2ဒီအဆုံးသတ်မှာလဲဆုံးကီယွန်တို့အဖွဲ့ပုံကံမှုလုပ်ခဲ့တဲ့နေရာကနေ3အဆမှာပြန်ဆတာဖြစ်ပါတယ်။အော်နည်းနည်းလေးပြန်နှွေးအောင်ကျွန်တော်တို့ ဆုံးယုံကသူ့လူတွေကိုစီးအောင်ပြီးတော့မျက်နှာဖုံးစွတ်တွေစီကနေတနတ်တွေလုပြီးတော့ frame man လို့ခေါ်တဲ့ခေါင်းဆောင်ဖမ်းဖို့လုပ်ခဲ့ကြပါတယ်ဒါပေမဲ့ Gion တဲ့ကို The Show ဝင်လုံးနဲ့ကစားမ001ကိုရိုင်က frame man ဖြစ်နေတယ်အဲ့တော့ Gion ရဲ့အစီအစဉ်ကြီးကကြာဆုံးသွားတော့တယ်သူတို့အဖွဲ့တွေကလူတွေတော်တော်များများလဲအသက်ခံလိုက်ရသလို Gion ရဲ့အချက်ဆုံးတငယ်ချင်းဂျောင်ပဲလဲအဲ့ထဲမှာပါသွားခဲ့ပါတယ် Gion ကကစားမနံပါတ်1လဲအသက်ခံလိုက်ရတယ်လို့ထင်နေပြီးတော့တကယ်တော့ကစားမနံပါတ်1က frame man နေရာကိုပြန်ဝင်ယူပြီးတော့သူ့နေရာသူပြန်သွားလိုက်တာပါဆိုတော့ season 3မှာရော Gion တယောက် ဖရမ်မန်ဘာလို့လဲဆိုတာသိပါမလားသိရင်ရောဘလို့သိသွားမလားဂိမ်းကိုရောအဆုံးတတ်နိုင်မလားအဲ့ဒီဂျွန်းကိုလိုက်ရှာနေတဲ့ဖက်ကဂျွန်ဟိုတို့ရောဘယ်လိုတွေရှာတွေ့ပါမလားဘယ်သူတွေရှင်ကြံပြီးတော့ဘယ်သူတွေတည်ဆုံးကြရအောင်မလဲစိတ်ဝင်စားစရာအကောင်းဆုံးဘလို့ဂိမ်းတွေကိုဆက်ပြီးတော့ကြည့်ရမလဲဆိုတော့ Let's go ဒီနေ့မှစဖွင့်မယ်ခင်ဗျာ Squid Game Season 3ရဲ့ Episode 1ဖြစ်ပါတယ် တော့ဒီအပိုင်းအစမှာကတော့ season 2ရဲ့အဆုံးသတ်ဂီဟွန်တို့အဖွဲ့ပုံကံပြီးတော့ခေါင်းဆောင်ဖမ်းမှုလုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့တာကိုမှတ်မိမယ်ထင်ပါလေအခုအိတ်ခန်းနေပြန်ဆထားပြီးတော့ဂျောင်းစောတို့ကတော့ကြီကုံသွားလို့လက်နက်ချလိုက်ပေမဲ့မြန်နှဖုံးစိုးတွေကသူတို့ကိုအသက်ချမ်းသာမပေးဘဲပြစ်တက်နေကြပါလေဂျောင်းစောကလည်းသူ့ကိုတန်းတန်းနဲ့ချိန်ထားတဲ့မြန်နှဖုံးစိုးနဲ့လူကိုအသက်ချမ်းသာပေးပါလို့တောင်းဆိုနေခဲ့တာပါဒရီဂန်မြန်နှဖုံးနဲ့ကောင်းတော့ဂျောင်းစောရဲ့ဘိုက်ကိုရှက်ပစ်လိုက်ပြီးတော့မျက်လုံးမိတ်ထားလိုက်အသက်ရှင်ခြင်းပြောတာနားထောင်လို့သတိပေးလိုက်တာကြောင့် ကြောင်စော့လေတေးချင်အောင်ဆောင်းနေလိုက်ရပါတော့တယ်။ကြောင်စော့ကိုပြစ်လိုက်တဲ့တနတ်သမားကတော့ nowhere ပဲဖြစ်ပါတယ်။အဲနောက်မှာတော့ကြောင်စော့တေးပြီးဆိုပြီးတော့ဇာမာ246နံပါတ်ကိုထုတ်ပယ်လိုက်ပြီးလို့ကြေညာလိုက်ပါတော့တယ်။ပြီးတော့မြန်နှဖုံးစွတ်တွေကအလောင်းတွေကိုအကောင်းထဲကိုထည့်ပြီးတော့ထုံးစံနိုင်မယ်။အကောင်းတိုင်းကြံနေသေးတဲ့ကိုရင်ကားတွေထုတ်ပြီးတော့ရောင်းစားဖို့သူတို့ဖွဲ့ကလုပ်နေကြတာပါ။ nowhere ကကတ်ပြီးတော့ပြောလိုက်တာကကိုရင်ကားတွေထုတ်တဲ့အခန်းထဲကိုငါလဲလိုက်မယ်။အခုငါလဲနေလို့နဲ့တလီတဲစီးတဲ့သူတွေဖြစ်နေပြီလေလို့ပြောလိုက်ပါတယ်။ ောက်တစ်ခါမှာတော့မြန်မာဖုန်းစိုးတွေကအကောင့်တစ်ခုကိုတင်လာခဲ့ပြီးတော့ကစားသမားတွေရဲ့အခန်းထဲကိုဝင်လာကြပါတယ်ပြီးတော့မြန်မာဖုန်းစိုးတွေကအကောင့်ကိုချထားခဲ့ပြီးပြန်ထွက်သွားခဲ့ပါတော့တယ်ဟွန်ဂျူတို့လည်းအကောင့်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာရှိနေတာကဂီဟွန်းပါဟွန်ဂျူကဂီဟွန်းသေးပြီလို့ထင်လို့သွေးခုံတော့ကိုစမ်းကြည့်တော့ဂီဟွန်းကအသက်ရှင်လျက်ရှိနေပါသေးတယ်အဲ့ဒါနဲ့ဂီဟွန်းကိုဂရီမော်ရွှေ့ပြီးတော့သတိပြန်ရလာအောင်လှုပ်ပေးဖို့ဝိုင်းလှုပ်ကြပါတော့တယ်တဖက်မှာဂျုံတို့ကတော့သူတို့လူတယောက်လေပေါ်ကနေပျောက်သွားတဲ့အတွက်လိုက်ရှာနေပြီမဲ့ရှာမတွေ့တော့ပါဘူး ခေါင်းဆောင်ပတ်ကတော့သူတက်လိုက်တာမပေါ်အောင်လို့အဲ့ဒီလူညာကတော်တော်တောက်ထားရထင်းနေပလင်းနေအများကြီးပဲအံမိုးတို့အပြင်ထွက်လာကနေလှိုင်းပုတ်ပြီးတော့လေပေါ်ပြုတ်ကျသွားတာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်ဒရိုက်တာချွဲကမနက်3နာရီလောက်ကလေပေါ်မှာအတန်းတွေကြားလို့ငါလည်းထွက်ကြည့်သေးတယ်အဲ့တုန်းကပြုတ်ကျတာဖြစ်မယ်ခေါင်းဆောင်ပတ်နဲ့လည်းအဲ့တုန်းကငါတွေ့တယ်လို့ပြောလိုက်ပေမဲ့ဂျုံတို့ကခေါင်းဆောင်ပတ်ကိုတန်တရားမဝင်သေးပါဘူးဂျုံကထတ်စာဖို့လုပ်ပေမဲ့ခေါင်းဆောင်ပတ်ကဒီနာရေစည်းတန်တယ်ကွာရေထဲကျသွားလဲကျသွားပြီဆိုတော့ အဝေးမျောသွားလောက်ပြီလို့ပြောလိုက်ပါတယ်။အာနေသူတို့အဖွဲ့တွေအနည်းဆုံးစိတ်ကန်းကိုပြန်ကတ်ပြီးတော့ drone မောင်းတဲ့လူအစ်စ်တယောက်လိုက်ရှာဖို့ကိုလှုပ်ကြပါတော့တယ်။ခေါင်းဆောင်ပတ်တက်လိုက်တဲ့လူရဲ့အလောင်းကိုတော့သူတို့တင်းမောင်းတဲ့မနီးမွေးကကြောက်ဆောင်တစ်ခုမှလာတင်နေတာကိုမြင်လိုက်ရပါတယ်။ဒါမှမဟုတ်တော့ဆုံးကွန်တယောက်ပြန်ပြီးတော့노ထလာခဲ့ပါပြီ။ဟွန်ဂျူတို့ကသူပြန်တရိရလာအတွက်ဝမ်းသာနေကြပြီးဂျန်နက်ဇာမားတွေအကုန်လုံးကတော့သူ့ကိုဝိုင်းပြီးတော့ကြည့်နေကြပါတယ်။ဂေယွန်းကအခန်းထဲကိုတစ်ချက်ဝေးဝိုင်းကြည့်လိုက်ပြီးတော့ဂျန်နက်လူတွေရောလို့မေးလိုက်တော့ ဟွန်ကျူကစိတ်မကောင်းတဲ့မျက်နှာနဲ့ခေါင်းခါပြလိုက်ပါလေ။သူတို့နဲ့တူပုံကန်ခဲ့တဲ့လူတွေတော်တော်များများကတော့တေဆုံးသွားကြပါပြီ။ကေအုံးကလည်းသူ့ငွေချင်းကြောင်ပဲသူ့ကြောင့်တေသွားတာကိုပြန်သတိရသွားပြီးအယုတ်ကျိုးပြထိုင်ချပြလိုက်ပါလေ။ဒေဟိုတယောက်ကတော့အခန်းထောင်လေးမှာကုတ်ကုတ်လေးထိုင်နေတုံးပါပဲ။အဲ့ချိန်မှာပဲအခန်းထောင်ကိုမျက်နှာပုံးစိုးတွေဝင်လာကြပြီးတော့ညကစားမ35အောက်ထုတ်ပဲခန်းတယ်။ကြံရှိတဲ့ကစားမကအယောက်60ပါလို့ပြောနေခဲ့ပါလေ။ပြီးတော့ဝက်စုဘူးတွေကိုတေသွားတဲ့ကစားမ35ယောက်စာပတ်စံလေးထပ်ဖြည့်ပေးလိုက်တာပါ။ အခုဆိုရင်ဝက်စုဘူးထဲမှာပတ်စံ1.36ဘီလီယံထိရှိနေပြီးလောဘသားတွေကတော့ပိုများလာတဲ့ပတ်စံတွေကိုကြည့်နေကြပြီးတော့မျက်လုံးတွေကအယောင်တွေတောက်လာခဲ့ကြပါပြီ။အဲနောက်တော့ကစားပွဲကိုဆက်လုံးမလုပ်ထုံးစံတိုင်းပဲဒီမိုကရေစီနီးလန်းရမဲထက်ခွဲဖို့လှုပ်ကြပါတော့တယ်။အဲမှာဂီဟွန်းကဘာလို့ငောင်းမတတ်တာလဲ။ငောင်းဘာလို့တယောက်တည်းအသက်ရှင်ဝင်ပေးထားတာလဲလို့ဒေါသတကြီးနဲ့အော်ဟစ်ပြီးတော့ရုံရင်ဆန်ခန့်မေးနေပါတော့တယ်။ပြီးတော့မျက်နှာဖုံးစိုးတယောက်စီကတနပ်ပြောင်းကိုနှစ်ဖူးမှတိတ်ပြီးတော့ ဖြောင်းငေါ့ပြစ်လိုက်ကွာငေါ့တပ်ပြစ်လိုက်စမ်းပါလို့ပြောနေခဲ့တာပါဒါမဲ့မျက်နှာဖုံးစိုးတွေကသူ့ကိုမတတ်ဖဲနဲ့ဝိုင်းချုပ်ထားလိုက်ပြီးဂီယုံကတော့မင်းတို့ကစီကဘာလို့လိုချင်တာလဲကွာငေါ့ဘာလို့မတတ်တာလဲမင်းနိုင်တယ်ကွာမင်းနိုင်တယ်ငေါ့အထီတိုင်းပဲတပ်ပြစ်လိုက်ပါတော့လို့ငိုပြီးတော့အော်ခစ်ပြောနေခဲ့တာပါအဲချိန်မှာဇာမားနံပါတ်3ည3ည1တဖြစ်လဲကောင်းဆောင်ဖြစ်သူကတော့ဝီစကီလေးမော့ကဂီဟုံးကိုထိုင်ကြည့်နေခဲ့တာပါအဲချိန်မှာပဲဖုန်းဝင်လာတဲ့အတွက်ဖုန်းကန်လိုက်တော့ခေါင်းဆောင်ပတ်ကဆက်တာဖြစ်နေပြီး ူကဂျုံတို့အကြောင်းကိုလှမ်းပြီးတော့တရင်ပို့နေခဲ့တာပါအခုစိတ်ကန်းကိုပြောင်းနေပြီဒရုန်းမောင်းနေလို့အသေးရှာပြီးတော့ပြန်ထွက်မှာလို့ပြောလိုက်တော့ခေါင်းဆောင်ဂိန်းနေပြီးတဲ့အထိဂျုံကိုလုံးဝရှာမတွေ့စေနဲ့မင်းလုံးဝထိန်လို့မရတော့ရင်ဂျုံဟိုရောကြံတဲ့လူတွေအကုန်လုံးမှာတပစ်လိုက်လို့အမိန်ပေးလိုက်ပါတော့တယ်တပတ်မှာတော့ဂိန်းပွဲတွေဆက်ဆော့မဆော့ကိုမဲပေးတဲ့အချိန်ဖြစ်ပြီးတော့ဂီယွန်ကငုတ်တုတ်ကြီးထိုင်နေပြီးသူ့ကိုလက်ထိတ်ခတ်ထားအောင်မဲလဲထပေးလို့မရတော့ပေမဲ့သူလဲမဲပေးတော့မဲ့ပုံမပေါ်တော့ဘဲ သူ့မဲကိုတော့ကြားနေမဲဖြစ်နေတတ်မှတ်လိုက်မှာဖြစ်တယ်လို့မျက်နှာဖုံးကောင်ကြေညာနေခဲ့ပါတယ်။တပတ်မှာတော့ခေါင်းဆောင်သူ့လက်ထောက်ဒုတိယခေါင်းဆောင်ကဂီယိုနိုပုံကန်တဲ့ချိန်မှာမန်နေဂျာ၈ယောက်နဲ့စစ်သား28ယောက်တပ်ခံလိုက်ရတယ်လို့သတင်းလာပို့ခဲ့ပါတယ်။အားနဲ့ခေါင်းဆောင်တေသွားတဲ့စစ်သားညမှာလုံမားတွေနဲ့အစားထိုးပြီးတော့ပြက်စီးသွားတဲ့နေရာတွေကိုအမြန်ပြန်ပြင်လိုက်လို့ပြောလိုက်ပါတယ်။ VIP တွေကလည်းမကြာခင်မှာရောက်လာကြတော့မှာပါ။တပတ်မှာမဲခွဲတဲ့နေရာမှာတော့၁၈မဲနဲ့၄၀တမဲအပြတ်တက်စက်ကစားမဲ့သူတွေဘက်ကပဲအနိုင်ရသွားပြန်ပါတယ်။ ဂီဟွန်တို့ဘက်မှပါတဲ့သူတွေအများစုကပုံကံမှုမှာတေကုံကြသလိုသူတို့တွေကတချို့ကလည်းပတ်စံနေပုံများလာမြင်တော့လူသဘောတဘာဝလောဘတွေတက်ပြီးတော့စာကစားဖို့ပဲမဲပေးလိုက်ကြတာပါအဲနောက်တော့စာကစားဖို့မဲပေးခဲ့ကြတဲ့ဝိုင်းဘက်ကကောင်ရီယာဂီဟွန်ကိုဟေးစာမ456မင်းကပုံကံမယ်ဆိုပြီးတော့လူတွေအကုန်ခေါ်ထုတ်သွားပြီးတော့တပစ်လိုက်တာလားဟမ်မင်းလုံးလိုက်တာကောင်းတယ်ကွာမဲခွဲတော့ငါတို့အခု AC နိုင်ပြီလေနောက်တစ်ခါလေကြက်ချီကဘက်ကကောင်ရီအကုန်ခေါ်သွားပြီးတော့မင်းတပစ်လိုက်အောင်ကွာဆိုပြီးလောင်ပြောင်ကပြောနေကြတာပါ ပြီးတော့ဂီယွန်ကိုဂုံပြူပေးလိုက်စမ်းမအောင်ကွာဆိုပြီးတော့လက်ခုပ်တွေပါပြီးတီးပြီးတော့ထပ်ပြီးတော့တယောလှောင်ပြောင်နေပါသေးတယ်။နတ်ဆရာမတော့ကျမမပြောဘူးလား။ရှင်ဒီကိုရောက်လာတာရှင်းဆန်တာလည်းမဟုတ်ဘူး။အညိုကြီးတဲ့ဝိညာဉ်ကရှင်းုံပြန်ခေါ်လာတာ။ရှင်းတငယ်ချင်းတွေအော်ဟစ်တံကြားတယ်မလား။အဲ့ဒါကိုရှင်သေးတဲ့ဒီကြားနေတော့မှလို့ပြောပြီးတော့ကြီးနေခဲ့ပါလေ။အဲ့မှာလည်းဂီယွန်လည်းတင်းသွားပြီးတော့နတ်ဆရာမကိုလေပင်ထားညစ်တာကြောင့်သေတော့မလို့ဖြစ်နေတာကြောင့်မနေဝိုင်းပြီးတော့ဆွဲထားလိုက်ကြပါလေ။တဖက်မှာတော့ຫນွေရိုးကကိုင်းငါးတွေထုတ်တဲ့အခန်းထဲကိုရောက်လာကြပြီးတော့ ။ဆရာဝန်နဲ့ကိုရင်ကမောင်းခိုးထုတ်ရောင်းတဲ့လူတွေက ကြောင်စောရဲ့အလောင်းကိုခွဲဖို့အတွက်လုံနေကြပါပြီ။အဲလူတွေကခေါ်လာတဲ့ကောင်ကိုမေးပါလူသူကိုခေါ်လာလဲမေးတော့ဟိုကောင်ကဟျောင်တလီသေးစီးတဲ့လူတွေဖြစ်နေပြီကွာ။အဲဒါကြောင့်လှုပ်ဝှက်ချက်လဲထားလို့မရတော့လီ။ဒါကြောင့်ခေါ်လာခဲ့တာလို့ပြောလိုက်ပြီးသူတို့ဘလို့အလုံးလုံးတဲ့ဆိုတာကိုလာကြည့်ဆိုပြီးတော့နိုဝဲကိုဘေးသားမှာခေါ်ပြီးတော့ပကုံးဖတ်ထားလိုက်ပါလိမ့်။အဲဒီမှာဒီမဲ့မသေးသေးတဲ့ကြောင်စောရဲ့အလောင်းကိုခွဲဖို့လှုပ်ခံပြီးမှပဲနိုဝဲကသူ့ဘေးနားကောင်းတဒောင်းနဲ့တွတ်လိုက်ပြီးတော့တနတ်ကိုပြေးယူလိုက်ပါလိမ့်။ အဲ့မှာတကောင်းသူ့တဏှာနဲ့ပြစ်ဖို့လှုပ်တဲ့အတွက်အိုက်ကောင်ကိုပြစ်တပ်ပြစ်လိုက်ပြီးတော့အခန်းထဲမှာရှိတဲ့ဂျန်တဲ့ကောင်လေးနဲ့အကုန်တပ်ပြစ်လိုက်ပါလေပြီးတော့နောက်ဆုံးဂျန်နဲ့သူ့ကိုနှိပ်စက်ခဲ့ပြီးတဲ့ဒရီဂန်ကောင်ကိုတဏှာနဲ့ချိန်ထားလိုက်ပြီးတော့ငါဘာလို့မြောက်ကိုရီးယားနဲ့ပြေးလာတယ်သိလားနေလိုမျိုးစစ်တပ်ခေါင်းဆောင်တယောက်ခေါင်းလေးကိုကြည်စံပြစ်ထည့်ပေးလိုက်လို့လေလို့ပြောလိုက်ပြီးတော့အဲဒီကောင်ကနှစ်ဖူးတဲ့ကိုလေအဲ့တိုင်းပဲပြစ်ထည့်ပေးပြီးတော့အဆုံးသတ်ပေးလိုက်ပါလေပြီးတော့နိုဝယ်ကဆရာဝန်ကိုတဏှာနဲ့ချိန်ပြီးတော့ကြောင်ဆုံးပြန်ကောင်းအောင်လှုပ်ပေးစမ်းလို့အမိန်ပေးလိုက်ပါလေ ။ဂီယွန်ကတော့နောက်နေမနေ့ထိအဲ့ညမှာပဲငုတ်တုတ်ကြီးထိုင်နေပြီးတော့အသက်မရှိသလိုကြောက်ရွံ့ကြီးတိုင်းမှာပဲ။သူ့မိတ်ဆွေတွေကသူ့ကိုလာအားပေးပြီးတော့ကစားသမား149ဖြစ်တဲ့ကွမ်ဂျာဆိုတဲ့အဖွားကလည်းဂီယွန်ကိုကျမတို့ကဲဖို့လှုပ်ပေးခဲ့တယ်ဆိုတာနားလဲပါတယ်။အားရှိအောင်လို့အစာလေးတော့စားလိုက်ပါလို့မုံလာကြွေးပြီးတော့တိုက်တွန်းနေပါတယ်။ဟွန်ကျူကလည်းကျမတောင်းပန်ပါတယ်။ဘလွဲဖြစ်ဖြစ်ကျမကြီကတ်တွေကိုယူလာလိုက်ရမှာလို့ဝိုင်းပြီးတော့ပြောပါတယ်။အဲတော့မှဂီယွန်လည်းကြီကတ်တွေကိုမယူလာဘဲကြောက်လန့်ပြီးတော့ပုန်းနေတာကဒဲဟူဆိုတာကိုတီးသွားခဲ့တော့တာပါ။ ဒေဝကတော့အခန်းတော်လေးမှာထိုင်ပြီးတော့မုံစားနေခဲ့ပါတယ်။ဒါပေမဲ့တော့ဂျုံကဂျုံကိုထားရှာဖို့အတွက်မြေပုံမှာထိုင်ကြည့်နေတော့ဒရိုက်တာချွဲကသူပြောစရာရှိလို့ဆိုပြီးတော့အခန်းထဲဝင်လာခဲ့တာပါ။အဲမှာချွဲကစူကျူးတော်ဝင်နေဒရုန်းသွားတည်သွားတဲ့ညတော့ခေါင်းဆောင်ဘက်ကိုသူတွေးလိုက်တဲ့အကြောင်းနဲ့အစားတော့ကသူလဲဒီလိုပဲအတန်ကြားလို့ထွက်ကြည့်တာထင်မဲ့ပြန်ပြီးတော့သေးသာစဉ်းစားကြည့်လိုက်တော့ခေါင်းဆောင်ဘက်ရဲ့လက်ထဲမှာဝဲဦးလဲလိုမျိုးအရာတစ်ခုကင်ထားတယ်လို့ပြောပြလိုက်ပါတယ်။ပြီးတော့ခေါင်းဆောင်ဘက်ကတမျိုးပဲဗျ။တန်တရားဝင်စရာကောင်းတယ်လို့ပြောလိုက်ပေမဲ့ဂျုံဟိုကတော့ ခေါင်းဆောင်ဘက်ကသူ့အသက်သခင်ယေရှုရှင်လည်းဖြစ်နေတဲ့အတွက်ကြောင့်ဒါတွေကိုမယုံပါဘူးပြီးတော့ချွဲအနေနဲ့အရက်တောက်ပြီးတော့ရှောက်ပြောနေတဲ့ရှောက်မြင်နေလို့ပဲထင်တာကြောင့်နောင်နေရာဆပြီးတော့လေပေါ်မှာအရက်မတောင်းနေတော့လို့အမိန်ထုတ်ကမောင်းထုတ်လိုက်ပါတော့တယ်ဂျိုးမမတော့မကြခင်မှာနောက်ထပ်ဂိမ်းပွဲကိုစတင်တော့မှာဖြစ်ပါတယ်ဂီယွန်ကတော့တဲဟိုးကိုပဲစိမ့်စိမ့်စိုက်ကြည့်နေတော့မှာပဲအဲ့ဒီမှာ VIP တွေကလည်းရောက်လာတဲ့အတွက်ခေါင်းဆောင်လည်း VIP တွေကိုဂျိုးဖို့ထွက်လာခဲ့တာပါကစားသမားတွေလည်းဂိမ်းဆော့ဖို့အတွက်ခေါ်လာတော့လမ်းမှာပုံကန်ခဲ့တဲ့လူတွေရဲ့ အလောင်းတွေကိုတွဲလောင်းချိတ်ဆွဲပြထားတာကိုမြင်လိုက်ရပါတယ်။ဒဲကိုလည်းကြောင်ပဲအလောင်းကိုမြင်တော့စိတ်မကောင်းဖြစ်နေပြီးဂီအုံကတော့သူ့တငယ်ချင်းအလောင်းကိုကြည့်ကဒေါသတွေပူထွက်လာတဲ့ပုံပါပဲ။အဲလိုနဲ့စတုထားမြောက်ဂိမ်းကိုဆော့မဲ့အခန်းထဲကိုရောက်လာကြပါပြီ။ဒီတစ်ခေါက်ဂိမ်းကိုတော့နှစ်ဖွဲခွဲပြီးတော့ဆော့ရမှာဖြစ်ပြီးဂိမ်းစားခင်အဖွဲခွဲဖို့အတွက်ဘောလုံးရွေးစက်ကထွက်လာတဲ့ဘောလုံးကိုရွေးပေးကြဖို့အတွက်ပြောလိုက်ပါတယ်။တပတ်မှတော့ဆောင်းကကြောင်ဆော့ရဲ့ဘိုက်ကတနတ်တန်အားကိုချုပ်ပေးလိုက်ပြီးတော့ကိုတွင်းအင်အားနဲ့သွေးကြောတွေတော့မထီဘူး။ဒါမဲ့သွေးတွေအများကြီးထွက်တာမလို့ သွေးသွေးမို့လိုနေတယ်သွေးမရှိဘူးလို့ပြောလိုက်တော့နိုဝယ်ကဒါဆိုရင်ကျမသွေးကိုသုံးလိုက်ကျမသွေးမျိုးစားအိုပဲလို့ပြောလိုက်ပါတယ်တပတ်မှတော့ဇာမားတွေကတယောက်ချင်းစီရှေ့ထွက်ပြီးတော့အတင်းခွဲဖို့အတွက်ဘောလုံးရွေးစက်ကနေရန်တန်ကြလာတဲ့ဘောလုံးကိုယူနေကြတာပါဘောလုံးကအနီအောင်နဲ့အပြာအောင်နှစ်မျိုးပဲရှိပြီးတော့ကိုရတဲ့ရောင်မမာမူတီးပြီးတော့အနီသင်းဒါမှမဟုတ်အပြာသင်းတဲ့ကိုဝင်ကြရမှာဖြစ်ပါတယ်ဘာဂိမ်းလဲဘာတွေလောက်အောင်လဲဆိုတော့ထုံးစံတိုင်းမသိသေးပါဘူးအိမ်မှာအတင်းခွဲကြတော့ကိုဝင်ဆောင်လေးဂျုံဟီးနဲ့သူ့ကောင်လေးမြောင်ကြီးတို့ကတစ်ဖက်စီသွားပြီးတော့ကြာနေကြတယ်လို့ ။ရောင်ရှင်းတို့သားမီးနှစ်ယောက်ကလည်းတယောက်တသိန်းစီဖြစ်နေကြပါပြီ။နောက်ဆုံးမှရွေးတဲ့ဂီဝန်ကလည်းအနီအောင်ဘောလုံးကိုရာသွားခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ဆရာဝန်ကနိုဝဲစီကသွေးကိုထုတ်ပြီးတော့ဂျောင်စောစီကိုတွင်းပေးဖို့လုပ်နေခဲ့တာပါ။နိုဝဲကဆရာဝန်ကိုတန်းတန်းနဲ့ချိန်ပြီးတော့မဟုတ်တာတစ်ခုကြိုင်တော့တပစ်လိုက်မယ်လို့ကြိန်ဝါလိုက်ပါတယ်။ဂိန်းစားမဲ့နေရာမှာတော့ဒီတစ်ခေါက်ကစားမဲ့ဂိန်းကတူတူပုံတိုင်းဆော့တဲ့ဂိန်းပါ။အပြောင်တဲ့ကမိနစ်30တွင်ဂိမ်းစားယုံတဲ့ကတွေထွက်ပေါက်ကိုရှာပြီးတော့ထွက်ပြေးရင်ပြေးမပြေးရင်တော့ပုံးနေရမှာဖြစ်ပါတယ် အနီအောင်တင်းကတော့အပြာအဖွဲကိုမိနစ်30တွဲမှာလိုက်ဖမ်းပြီးတော့တပ်ပြရမှာပါမတပ်ပြရင်တော့မတပ်တဲ့သူကဂိန်းကတွေထုတ်ပယ်ခံမှာပဲဖြစ်ပါတယ်ဒီတော့အနီအောင်တင်းကိုရောက်နေတဲ့ဇာမားတွေကတော့တပ်မလားတေမလားတခုပဲရွေးစာရှိပြီးအပြာအဖွဲကလူတွေကတော့အသက်မခံရအောင်ပုံရတော့မှာပါညနေဖုန်းနဲ့ကောင်တွေကပြီးတော့အပြာအဖွဲတွေကလူတွေကိုဘူးလေးတပူးစီလိုက်ပေးနေပြီးတော့ဟုံးကျူကဘူးကိုဖွင့်လိုက်တော့အဲ့ဘူးထဲမှာတော်လေးတစ်ချောင်းထွက်လာတာကိုတွေ့လိုက်ရပါတယ်ဟုံးကျူကဒါကဘာလဲလို့လမ်းပြီးတော့မေးလိုက်တော့လေးတောင်ညနေဖုန်းသမားက ဲ့ဒီတော့ဒီဂိမ်းစားယုံတွေကတကားတွေရဲ့တော့တွေပဲအဲ့တော့ဒီနဲ့တကားတွေဖွင့်ပြီးတော့ဖြတ်သွားလို့ရမယ်ဒါပေမဲ့ဖွင့်ပြီးသားတကားကိုပြန်ပိတ်လို့မရဘူးလို့ပြောလိုက်ပါတယ်အဲ့မှာဒီအနီအောင်ဖွဲကလူတွေကမကြေမနက်တွေဖြစ်ပြီးတော့ဟာသူတို့ကကြတော့တကားဖြတ်ပြီးပြေးလို့ရပုံးလို့လည်းရတယ်ဆိုရင်သူတို့ကတာနေရဘောကွာမမြမတာဂိမ်းပဲလို့ပြောလိုက်ပါတော့တယ်အားနဲ့များတဲ့ဖုန်းဆိုးကောင်ကလူကြီးမင်းတို့မပူပါနဲ့လူကြီးမင်းတို့အတွက်လည်းဒီလိုဖြစ်မှာကိုသိလို့ကြိုတင်ပြီးတော့လက်ဆောင်တွေစီစဉ်ထားတာရှိပါတယ်ဆိုပြီးအနီအောင်ဖွဲကလူတွေကိုလည်းဘူးတပူးစီလက်ဆောင်လိုက်ပြီးတော့ပေးလိုက်ပါတယ် အဲ့ဒီဘူးထဲမှာပါလာတာကတော့တေမင်းရဲ့ခေါ်တန်းဓာတ်တစ်ချောင်းစီပဲဖြစ်နေတာပါအနီအောင်ဖွဲကလူတွေကအဲ့ဓာတ်နဲ့အပြောင်ဖွဲကလူတွေကိုလိုက်ပြီးတော့တပ်ပြစ်ရတော့မှာပါဒါမဲ့အချင်းချင်းတိုက်ခိုက်တာတော့ဓာတ်မြင့်ထားပါတယ်လို့မျက်နှာဖုံးကောင်စီကန်းကိုပြောလိုက်ပါတယ်ဂိမ်းစားကေမှာအခွင့်အရေးတစ်ခုနေနဲ့ကိုရထားတဲ့အဖွဲကိုသဘောမချဘူးဆိုလို့ရှိရင်တပ်ဖွဲ့ဖွဲကလူတယောက်နဲ့ညှိပြီးတော့အဖွဲလဲပြီးအတင်းပြောင်းလို့ရတဲ့အကြောင်းကိုလည်းကြေညာပေးလိုက်ပါတယ်ညီနိုင်မိတဲ့လူတွေကသဘောတူညီမှုရလို့ရှိရင်အပြာနဲ့အနီအောင်အပေါ်အင်းကြီးတွေလဲကြပြီးတော့ ဓာနဲ့တော့ကိုပစ္စည်းချင်းလဲရမှာပါဂီအုံးကတော့သူ့ရဲ့ဓာအုပ်ကိုင်ပြီးတော့အပြောင်အဖွဲတွေကဒဲဟုတ်တစ်ချက်ထပ်ပြီးတော့ကြည့်လိုက်ပြန်ပါလေဂီအုံးကသူ့တငယ်ချင်းကြောင်ပဲရောပုံကန်တဲ့သူတွေအားလုံးအကုန်လုံးတေးကြတာဒဲဟုတ်အကြောက်လွန်ပြီးတော့ကြီးစံတွေယူလာမပေးလို့ဖြစ်ရတာဆိုပြီးတော့ဒဲဟုတ်ကိုဒေါသထွက်နေခဲ့တာပါဓမ္မမှာတော့ဂျုံတို့ဖွဲကဒရုန်းမောင်းတဲ့သူအသိရပြီဆိုတော့ပင်လယ်ထဲကိုပြန်ပြီးတော့ထွက်ကြဖို့လုပ်နေခဲ့ကြပါပြီဒေမော့ထရကန်ဒီမှာဒရိုက်တာချွဲကဂျုံဟုတ်ကိုဖုန်းဆက်ပြီးတော့အခုလိုအရင်ထွက်နေကြပါကျွန်တော်မလိုက်နိုင်တော့ကျွန်တော်ဒီမှာခေါင်းဆောင်ပတ်အကြောင်းစုံစမ်းနေတာ ထပ်ပြီးတော့စုံစမ်းထားလိုက်မယ်တကူတီးရနဲ့လှမ်းပြောလိုက်မှာဆိုတော့အဲ့ချိန်မှတိုင်ငင်ထိခေါင်းဆောင်ဘက်ကိုသတိထားနေပါလို့လှမ်းပြီးတော့မှားရင်နဲ့ဖုန်းထဲကပြောလိုက်ပါတော့တယ်အဲ့နောက်မှာတော့ဒရိုက်တာချွဲကသူ့လူတယောက်ကိုခေါ်ပြီးတော့ခေါင်းဆောင်ဘက်အကြောင်းကိုစုံစမ်းဖို့တစပြီးတော့လှုပ်ပါတော့တယ်တပတ်မှာတော့နတ်ဆရာမနေလို့တွေဘသူမှဒီကနေအသက်ရှင်လဲထွက်သွားမှာမဟုတ်ဘူးငါကတော့ငကားမင်းရဲ့နန်းတော်အပြိုစင်ပဲငါကငကားတို့ရဲ့ဆွေတော်မျိုးတော်တဲကပဲငါပဲနေလို့ကိုလမ်းပြပေးနိုင်မှာ နတ်ဖရားတွေပြထားလို့ငါဒီတဲ့လမ်းတွေကိုအကုန်မြင်ရတယ်ဘာညာဆိုရှောက်ပြီးတော့ဖုန်းနေပြီးတော့ယုံနေသူတွေကလည်းသူ့ကိုစိုးဆက်ယုံလက်အုပ်တွေပါကြီးခြေတဲ့နောက်လိုက်တွေဘာတွေနဲ့ပြစ်နေပါတော့တယ်အဲ့ချိန်မှာနန်ဂျူဆိုတဲ့ကောင်ကတော့မင်းစုစီလာပြီးတော့မင်းစုမင်းကလူတက်ရဲလို့လာကွာဟမ်မတက်ရင်လည်းအပြာဖွဲ့တွေဝင်လိုက်လीကွာမင်းကပုံးတာတော်ပြီးသားပဲဟောင်းငါညာမင်းကိုတညာလုံးလိုက်ရှာနေတာကွာဘယ်မှမရှာမတွေ့ဘူးမင်းကကြွက်ကလေးလို့ပုံးတာတော်တော်တာပဲအဲ့ဒါနဲ့ငါဟိုကောင်မှဆယ်မိကိုပဲတတ်လိုက်ရတယ်လို့လာပြီးတော့ပြောနေပါတော့တယ် ပြီးတော့နန်ကျူကသူယူထားတဲ့တာနုစ်ရဲ့လေဆွဲကိုထုတ်ပြလိုက်ပြီးတော့ဟိအောင် တာနုစ်ကသေပြီအခုငါတို့ဖွဲ့ထဲမှာမင်းနဲ့ငါပဲကြံတာကွာမင်းသေးဝိုင်းငါပြေးနေမှာမင်းမသေးစီနဲ့တော့ကောင်းလေတယောက်တော့မင်းတလိုက်လို့လာပြီးတော့ပြောနေခဲ့တာဖြစ်ပါတယ်မင်းဆိုတော့ဆယ်မီကိုတတ်ခဲ့တဲ့နန်ကျူကိုဒေါသထွက်နေပြီမဲ့ကြောက်လဲကြောက်နေရအောင်ဘာမှပြန်မပြောရဲကတုံလှုပ်နေပါတော့တယ်အပြာဖွဲ့တို့ရောက်နေမြောင်ကီကတော့သူကောင်မလေးဂျုံဟီးကိုမင်းတော့ယူထားလိုက်ငါ့ကိုဓာပေးဆိုပြီးတော့နေရာချင်းလဲဖို့လာပြီးတော့ပြောပါတယ်မြောင်ကီကအဲ့မှငါတို့နှစ်ယောက်စုံအသက်ရှင်နိုင်ပါ နေအိုက်ထားနဲ့ဘသူ့မှာမတက်ရဲဘူးဆိုတာငါသိငေါက်ထားပြီငါတယောက်ယောက်အမြန်တက်ပြီးတော့နင့်ကိုလာရှာမယ်နင်းနဲ့ကလေးကိုငါကာကွယ်ပေးမယ်အိုက်ဒရဆိုဒီခန်းနဲ့ရှိမြလူတွေအကုန်လုံးငါတက်ရဲတယ်လို့ပြောလိုက်ပါတယ်ဂျုံအင်းကတော့လက်မခံပဲငါလည်းငါကလေးတွက်ဆိုဘာမှစုလုံရဲတာပဲလို့ပြန်ပြောလိုက်တော့ညောင်ကြီးကဒါဆိုရင်ငါ့ကိုတတ်လိုက်ဂိမ်းစားနဲ့ငါနင့်ကိုလာရှာမယ်ငါ့ကိုတက်ပြီးတော့နင်ဒီကနေလွတ်အောင်ထွက်သွားတော့လို့ပြောလိုက်ပါတော့တယ်တပတ်မှတော့ကန်ချာနဲ့ရောင်ရှိတို့သားမီးနှစ်ယောက်ကလည်းတသိန်းစီတစ်ဖက်စီကြလို့ကြွားကြနေကြတာပါ ။ကွမ်ဂျာကအနီအောင်သင်းမှာဖြစ်ပြီးတော့ရောင်ရှိကတော့အပြာသင်းကြနေပါလေ။အားနဲ့ရောင်ရှိကသူ့အမေစီကနေဓာတ်ကိုတောင်းပြီးအမေကဒူးလဲကောင်းတာမဟုတ်ဦးမေ။ဒီဓာတ်နဲ့ဘာမှလုံနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေ။အမေဖြစ်သူကလည်းသူသားဒီဓာတ်နဲ့လူမတက်ရဲဘူးဆိုတာကိုသိနေပါလေ။သူသားငငယ်လေးကရန်ဖြစ်အောင်မှသူများထိုးတာပဲခံပြီးတော့ပြန်လာခဲ့ရတာပါ။ကွမ်ဂျာကနေလူတယောက်ကိုတေးချောင်းရိုက်ဖူးတာမဟုတ်ဘူးသားရဲ့လို့ပြောလိုက်တော့ရောင်ရှိကအမေလည်းဖေရရင်ဘယ်တော့မှပြန်လို့ဘူးလို့လည်းပြန်ပြောလိုက်ပါလေ။ပြီးတော့ဒါမီနှောင်လုံးဘာလို့မှမသိပဲကြောက်လန့်တုံလုံးနေကြပါတော့တယ်။ အဲဒီမှာလူမတက်ရတဲ့သူတွေကအနီရောင်ကစားမတွေနဲ့နေရာလဲတဲ့လူလဲနေကြပြီးဂီယုံကထိတ်ဆုံးကလောင်ခဲ့တဲ့ကစားမနံပါတ်100ဘိုးတော်ကြီးကလည်းအပြောင်အသင်းနဲ့ရောက်နေလို့အသက်ခံရမှဆိုပြီးတော့နေရာလိုက်လဲဖို့လုပ်ပေမဲ့ဘသူကမှသူနဲ့ပေးမလဲခဲ့တော့ပါဘူးတေဟိုတယောက်လည်းအနီရောင်အသင်းကအမျိုးသမီးတယောက်ကိုကတ်ပြီးတော့သူကနေရာလဲဖို့သွားပြီးတော့တောင်းဆိုကပြောနေခဲ့ပေမဲ့ဘလို့မှမလဲပေးတဲ့အတွက်သူလဲဒိုင်ပတ်လို့နေခဲ့ပါပြီတေဟိုကသူ့ကိုဂီယုံကတတ်တော့ဖြတ်တော့မဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေလို့သူလဲလန့်နေရတာပါ နောက်ဆုံးတော့သူလည်းမရတော့ဘူးကွာစီးပါဆိုပြီးတော့ဂီဝန်စီကိုသွားပြီးတော့ဘာလို့လဲဘာလို့ကျွန်တော်အလိုစိုက်ကြည့်နေရလဲအခုပြစ်သွားပြီအကုန်လုံးကကျွန်တော်အပြစ်လို့ပြောနေတာလားကျွန်တော်ဘာဒီမှလုံးခဲမိလို့လဲကျွန်တော်တို့ကဒီတိုင်းပဲအနိုင်များခဲ့တာလीဘလို့ပြပြကျွန်တော်တို့ဒီကောင်းလေးကိုမနိုင်နိုင်ဘူးလို့သွားပြီးတော့អော်ပြောလိုက်ပါတော့တယ်ဂီဝန်ကဘာပြန်ပြောပဲစိုက်ပဲကြည့်နေရကြောင်းဒေယိုကဒေါသတွေပို့ထွက်လာပြီးတော့ဂီဝန်ရဲ့အင်ဂျီကိုဆွဲပြီးတော့ကျွန်တော်အလိုလာမကြည့်နဲ့ဗျာကျွန်တော်ဘာဒီမဟုတ်ဘူးလို့ထပ်ပြီးတော့អော်ပြောလိုက်ပါတယ် အဲ့တော့ပုံကံမှုလုံးမယ်စာဆက်စုပ်ပဲမဲပေးမဲ့ကောင်လို့တိုက်ခိုက်ခဲ့အနာရနိုင်နေရံပွဲကိုလည်းနိုင်မဲပေးတာလည်းနိုင်ပြီးတော့တရထွားသွားနိုင်မှာခမားကြောင့်ပဲခမားစုပ်တိပဲမရှိတဲ့အစီအစဉ်ကြောင့်အကုန်လုံးတေကုန်တာလို့ပြောပြလိုက်တော့တာပါအဲ့အချိန်မှာပဲမျက်နှာဖုံးကောင်တကောင်ကသူ့ကိုတနက်နဲ့လာထောက်ပြီးတော့ပြဿနာမရှာဖို့ပြောလိုက်တာကြောင့်ဒဲဟိုလည်းပြန်ထွက်သွားခဲ့ပါတော့လေဂိန်းကတော့မကြခင်မှာစတင်တော့မှာဖြစ်တဲ့တော့ကစားသမားတွေကိုအသင်ပြင်ထားကြဖို့ပြောနေခဲ့ပါပြီတပတ်မှာတော့ခေါင်းဆောင်ပတ်ကဂျုံးကိုဒရိုက်တာချွဲတယောက်ဘာလို့မလိုက်တာလဲလို့မေးလိုက်တော့ ဂျုံကအိမ်မှာအရေးကိစ္စပေါ်လာတယ်လို့ဖုန်းဆက်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ခေါင်းဆောင်ဘက်ကဒရိုက်တာချွဲကကြောက်လို့မလိုက်တော့တာဖြစ်မှာပါ။အဲ့လိုလူတွေကဟန်ပဲရှိတာတတ်တိမရှိပါဘူးလို့ပြောလိုက်ပါတယ်။ဂျုံကတော့ဘာမှပြန်မပြောခဲ့တော့ပါဘူး။ဒီဘက်မှာတော့ဂိမ်းပွဲစတော့မှဖြစ်တဲ့တော့အပြာတင်းကလူတွေကအခန်းထဲကနေထွက်ပြီးတော့အရင်ဆုံးသွားပြီးပုန်းကြမှာပါ။ရောင်ရှိတို့သားမီးကတော့အဖွဲချင်းလိုက်ပြီးတော့ရောင်ရှိကဓားကိုယူလိုက်ပါတယ်။ရောင်ရှိကသူ့အမေကိုသေချာပုန်းဖို့မှာနေပြီးတော့ကွမ်ဂျာလဲငေါ့မပူနဲ့ငေါ့ကိုတတ်မဲ့နင့်ဖီတော်မှာအရင်သေးသွားတာနေမသိဘူးလားသားရဲ့။ အမေကဒီနေရာမှာလွယ်လွယ်မသေးဘူးအင်းနေသာဂယုဆိုင်အမေတို့တူဒီကနေထွက်သွားကြမယ်လို့ပြောလိုက်ပါတော့တယ်မြောင်ကြီးကတော့ခန်းထဲကထွက်သွားမယ်ချိန်မှာပဲဂျုံကြီးကနောက်ဆုံးချိန်မှာမှအဖွဲလဲဖို့အတွက်သူ့ကိုဓာတ်လာပေးပါတယ်မြောင်ကြီးကဓာတ်ကိုယူလိုက်ပြီးတော့ငါမင်းကိုအမြန်ဆုံးလာရှာမယ်လို့ဂရီပေးလိုက်တာပါအဲနောက်တော့အပြောင်အဖွဲကလူတွေကနောက်ထပ်အခန်းတစ်ခုထဲကိုရောက်လာပြီးကစားပွဲစတင်ပြီးပဲဖြစ်ပါတယ်နောက်နှမနစ်တွင်မှာသူတို့ကိုတတ်မဲ့အနီအောင်ဖွဲကလူတွေကနောက်ကနေရောက်လာကြတော့မှာပါအာနိကစားမနံပါတ်100ဘိုးတော်ကြီးက ငါတို့ပုံမဲမနေဘဲနဲ့ထွက်ပေါက်ကိုဝိုင်းရှာကြမယ်။တယောက်ကတွေ့တာနဲ့လန့်អော်ပြီးတော့ဗမာလေးပြောပြကြမယ်လို့ပြောလိုက်တော့အကုံလုံးကလည်းသဘောတူလိုက်ကြတာပါ။အဲနောက်တော့အကုံလုံးထွက်ပေါက်ကိုလိုက်ရှာနေကြပြီးအနီးဘွဲမှာတော့နန်ဂျူကမြောင်ကြီးကိုငါနဲ့ဖူးပေါင်းမလား။ဟိုဘွဲကောင်တွေအသာဒီတက်ခံမှာမဟုတ်ဘူးကွာ။အသေးခုခံကြမှာ။နှစ်ယောက်ပေါင်းပြီးတော့ငါတို့တတ်ကြမယ်လို့လာပြီးတော့စီးယုံနေပါတယ်။အဲဒီအချိန်မှာဂျုံကြီးကတော့ဘိုင်းနာချင်းတို့ဖြစ်နေပြီးသူနဲ့အဖွားကွမ်ကြာကိုဟွန်းဂျူကလာခေါ်ပြီးတော့ကျမနဲ့ဒူသွားကြမယ်လို့လာပြီးတော့ပြောကာခေါ်သွားခဲ့ပါတယ်။ အဲဒီချိန်မှာပဲ2မိနစ်အချိန်ပြေသွားပြီဖြစ်တဲ့တော့အနီသိန်းကလူတွေကအပြဘက်ကလူတွေကိုတပ်ဖို့ထွက်လာပြီးဒူဒူပုံတိုင်းအမဲလိုက်တန်းဆော့တဲ့ကစားပွဲကတော့စအတင်လိုက်ပါပြီနန်ကျူအမမြောင်ကြီးကိုချိန်ရှိတော့ပူပေါင်းအောင်ကွာမိသားနှုတ်ဆိုတက်လိုက်တော့စောင်းမိုက်တာပဲအခုလဲငါလည်းဒူလောက်ရအောင်ငါငါတို့ညောက်တွဲကိုပြောတာမဟုတ်တော့ one night stand ဝင်လေကွာခဏပဲပူပေါင်းပါလေးလို့ပြောလိုက်တော့မြောင်ကြီးကလည်းနန်ကျူနဲ့ပူပေါင်းမှုအတွက်ကိုသဘောတူလိုက်ပါတော့တယ်နောက်ဆုံးကဲမှာတော့အသက်မဲနေတဲ့မျက်လုံးကြီးတွေနဲ့စုံကီဟုံးကလည်းမတ်တပ်ထားရလိုက်တဲ့ခါမှာတော့ ခဏနေတော့သူ့မျက်နှာဒေါသတကြီးဖြစ်နေတဲ့ပုံကိုပြောင်းလဲသွားတော့တာပါ သူကမင်းကြောင့်ပဲလို့ကျင်းွားလိုက်ပြီးတော့တခြားအနီဖွဲကလူတွေလိုပဲအခန်းထဲကထွက်လာခဲ့ပါတော့တယ်သူလက်ထဲမှာတော့ဓာတ်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတာကိုမြင်လိုက်ကြရင်းနေပဲအပိုင်း1ဒီညမှာအဆုံးသတ်ပါတယ်ခင်ဗျာ โอเคဆိုတော့အပိုင်း1ကတော့ဒီလောက်ပဲနောက်နေ့မှာအပိုင်း2ကိုဆက်ပြမယ်ကျွန်တော်အမြန်ဆုံးစူးစမ်းပြီးတော့တင်ဆက်ပေးဖို့လုပ်နေတာဖြစ်တဲ့တော့ခဏလေးစောင့်ပေးပါအပိုင်း2မှာပြန်တွေ့ကြမယ်ခင်ဗျ Squid Game Season 3စောင့်ရဲမိုက်တယ်အဲ့တော့ channel ကို subscribe လုပ်ပေးနာခေါင်းလောင်းနှိပ်မလို့ရသေးဘူးနော်အဲ့ဒါလေးလုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဒီနေ့မှာအချိန်မီကြည့်ရှုတာဗောဓာတို့အားလုံးကျေးဇူးအထူးပဲတင်ပါတယ်နောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျကျွန်တော်အန်ခင်မူပါ